မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Reader Audiobook Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့ဝိတ္ထုတွေကတော့2004ခုနှစ် January လတုန်းကပထမချိန်ဖူလုံစာပေကနေထုတ်ဝေခဲ့တဲ့စာအုပ်နံပါတ်7စာရေးဆရာစိုးဝါတိုင်ရဲ့ချိန်သားကိုက်အမှတ်မဲ့များဝိတ္ထုလူစုတွေကနေဝိတ္ထုလူတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ် ဆရာစိုးပါတိုင်းရဲ့ရက်တော်မြောက်အမည်ရှိတဲ့ဝတ္ထုတွေကိုနားထောင်ခန်းစားကြည့်ပါခင်ဗျာတော်ဝိုင်းမော်သည်မြေကျွန်းစုနိုင်ရှိသောအလွန်လှသည့်ကြောင်များလေးတွင်တစ်ခုပါဝင်ဖြစ်သည်ဟုပထမဆုံးရောက်ခူသောအခောက်တွင်ပင်ကျွန်တော်အတိအမှတ်ပြုလိုက်သည်ကျွန်းနှန်းရှိကြီးမှာမလီစင်ကျွန်းလမ်ပိစသည့်ကြောင်များလိုပင်အလွန်လှလေသည် တော်ဝိုင်းမော်သည်မတိကျွန်းနှစ်ကျွန်းနှင့်ဖိုခနောက်ဆန်ရှိသောကျွန်းနှန်းရှိကြီးဖြစ်လေသည်မတိအရှိကျွန်းနှင့်တော်ဝိုင်းမော်သည်တောင်းတစ်ခုကိုဖွဲ့ထားသော မြင်းပြောင်နှစ်ချောင်းပမာရှိလေသည်မြင်းပြောင်နှစ်ချောင်းဆောင်ရတောင်းနေရသည် အော့ပိုက်ကလေးဖြစ်သည် ထိုအော့ပိုက်ကလေးတွင် ကျွန်တော်တို့ဆက်လီကိုကြောက်ချရနာထားသည်မတိအနောက်ကျွန်းမှာလူနေအိမ်ကြီးကျွန်းတစ်ခုလုံးရှိနေသဖြင့်လူသိများတော့လေ လူနေအင်ဂျီ30ခန်းကို300ခွဲ၍နေသောတောဝိုင်းမော်ကမူလူသိနေလာပေသည်ထိုလူသိနေသောတောဝိုင်းမော်ကျွန်းသည်နိုင်ငံခြားစိတ်ကွက်တွင်ကញင်ဖြူတင်များထွက်ရှိရာဒေသဖြစ်လေသည်ကញင်ဖြူတင်များထွက်ရှိရာတောဝိုင်းမော်ကျွန်းမော်သို့တစ်ခိုးရောက်သောအဖွဲတစ်ခုသည်ထရက်ကားကြီးများတစ်လုံးလဲဆက် ဖြတ်ဆက်များတင်မောများဖြင့်လာရောက်ခြေချနေထိုင်ကား ကញင်ဖြူသည်များကိုခိုးထုတ်နေကြသည်တမရော်ရင်မထိုးစစ်ချင်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ဒဝိုင်းမော်ကျွန်းကိုတက်ဆွဲထားလိုက်သည်၎င်းကကញင်ဖြူသလုံးများကိုလေလံတင်ရောင်းချလေရာစင်ကာပူမှကုမ္ပဏီတစ်ခုကရရှိသွားလေသည်ကញင်ဖြူသလုံးများကိုသတ်မှတ်ထားသည့်အချိန်တွင်စင်ကာပူမှလာသောသင်္ဘောပေါ်သို့တင်ပို့ပေးရသည့်စီမံကိန်းတွင် ကျွန်တော်တို့ဆက်လီအားဘိတ်နှင့် ွားရေးလာရေးအတွက်အားရန်ထားပြီးတောင်းဝိုင်းမော်သည်မြိတ်ကျွန်းစု၌ရှိသောအလွန်လှသည့်ကျွန်းများထဲတွင်တစ်ခုပါဝင်ဖြစ်သည်ဟုပထမဆုံးရောက်ဖူးသောအခေါက်တွင်ပင်ကျွန်တော်အသိမှတ်ပြုလိုက်သည် ကျွန်းနှန်းရှိကြီးမှာမလီစင်ကျွန်းလမ်းပိစသည့်ကျွန်းများလိုပင် အလွန်လှလေသည်တောင်းဝိုင်းမော်ကျွန်းနှင့်ကလျက်ရှိသောကျွန်းလေးမှာကញ្ញင်ဖြူတင်များမပေါက်သေးပဲပြူးပင်များသာပေါက်နေသေးသည်ကို တွေ့ရသည် ဒေတာခေါ်အဖြစ်ရတောဟုခေါ်သော အနေအထားမျိုးဖြစ်လေသည် ကျွန်တော်တို့ဆက်လီနားထားရာအော်ပိုက်ကလေးမျက်လန်စာတွင်စစ်တပ်နှင့်အင်ဂျီ30ကျော်ရှိသောတော်ဝိုင်းမော်ရွာပိုင်းကလေးရှိသည်ကရင်ဖြူစီမံကိန်းမှ အလုသမားများနေရနေရကို ကျွန်တော်တို့ရောက်ပြီးမှစစ်တပ်နှင့်မနီမမွေးတွင်ယူ၍စောက်လေသည်ဘိတ်ဖက်မှအလုသမားစားတောက်ကုန်73စီတို့ကိုကျွန်တော်တို့လှည့်ဖြင့်တည်ဆောင်လာခြင်းဖြစ်ပြီး လောလောဆယ်တွင်သွားကြရာမရှိသဖြင့်ဆက်လီကိုကြောက်ချရထားရခြင်းဖြစ်သည်လေဝရင်ပါလာသူ လေလုံသားတွေမှာလေအလုံးမရှိသဖြင့်ထမင်းဝိုင်းချက်ငါမြန်းကျွမော့တက်စားစရာရှာရီကူဖေးရိုက်စသည်ဖြင့်အချိန်ဖြုန်းနေကြရသည်အဖေကြိုက်တတ်သောကျွန်တော်တို့ကတော့လူ၆ယောက်ပြည့်မှလဖေးရောင်းသောဆိုင်လေးတွင်ထိုင်ငါစကားပြောရင်းအချိန်ဖြုန်းရသည်ဒီရွာမှာက လဖိအီတောက်တဲ့လူကရှားတယ်ဗျလူ6ယောက်ပြည့်မှလဖိအီရောင်းနေနှုတ်စီတူကို6ယောက်နှုံပေါ့ဗျာနည်းနည်းတော့ကျန်တာပေါ့ဗျာယူတာကတော့နှုတ်စီတူစာပိုးပဲယူတာပဲဗျတလုံးနဲ့တော့ဇွဲရှိကြီးတွင်ထိုင်ပြီးနောက်ရင်ွေးကြိုတာအချည်နှစ်တာကိုဆောင်ကြရသည်ပြီးနောက်တွင်တော့နှုတ်စီဘူးတူအပြေခန့်ရှိသောလဖိအီဖောင်ွက်ကြီးများရောက်လာကြတော့သည်လဖိအီဆိုင်ကလေးမှာ ုံစုံဆိုင်ကလေးနှစ်တွဲ၍ဖွင့်ထားလေရာတကြားနှုတ်စီအချိုချောက်ဝယ်၍တောင်းမီဆိုကလည်းတောင်းနိုင်သည်အချိုချောက်ကတော့အနံပါသည်ထိုင်းချိုချောက်ပဲရသည်တဝိုင်းမော်သည်ထိုင်းနှစ်ဤသဖြင့်ထိုင်းဖြစ်စည်းတွေကဈေးပိုချိုသည်ပြည်တွင်းဖြစ်ဖြစ်စည်းအုံနေပြီးဈေးကလည်းများသည်ငါးတစ်တာကဈေးချိုပြီးငချောက်ကဈေးကြီးသောနေရာဖြစ်သည်ဒေသခံတော်တော်များများသည်အသာမဲ့ပြီး သူတို့ကိုယ်ပေါ်တွင်လည်းကញ្ញံဖြူစီများပြီးကြံလျက်ရှိကြသည်သူတို့လှုပ်ထဲတွင်ကញ្ញံဖြူစီရောင်းခြင်းသည်လည်းအဓိကလှုပ်တစ်ခုဖြစ်လေသည်ကញ្ញံဖြူစီထုတ်ယူသည့်ဤမှာလည်းစိတ်ဝင်စားစရာကောင်းလာသည်အွေရောက်လာသောကញ្ញံဖြူပင်ဤအရင်မြေကြီးမှတထောင်ခန့်အကွာတွင် တွင်းတစ်ခုကို အပင်ပေါ်၌တူရသည်အပင်ရင်းတွင်မိပုံရွှေသောအခါကញ្ញံဖြူစီများထွက်ကြလာလေသည်ထိုစီများကို ခွက်ဖြင့်ခတ်ထုတ်ရသည်ကញင်ဖြူစီသည်နှမ်းစီအောင်ရှိပြီးယူကလစ်စီကဲ့သို့အနက်မှွေးသောအစီဖြစ်လေသည်စိတ်ကက်ကက်ရှတ်တတလေးဖြစ်သည်ကញင်ဖြူစီကိုဆက်လီများတွင် ရေနံချင်းနှင့်ရော့ရွေတုတ်ထားလျင်ဆက်လီတက်သားများကိုဖြတ်သောခရင်ပိုးကောင်များကြိုက်တွေ့ခြင်းမှတက်တာလေသည်၎င်းခင်ဖြူစီများကိုထိုင်းနိုင်ငံသို့တင်ပို့ရောင်းချကြပြီးတပေပါကိုဘတ်9000ကျော်ရောင်းချရသည် ထိုင်းနိုင်ငံကပူတက်စီခရင်ခန်စီရေနံချင်းနှင့်ရော၍အိမ်တုပ်ရာတွင် အသုံးပြုသည်ဟုဆိုသည်အင်ဂျီ20ကျော်ကျော်30ခန့်သာရှိသောတောဝိုင်းမော်ရှိကလေးလူကြီးအလုံးမှာကငင်းပြူစီထုတ်လုပ်ခြင်းအလုပ်ကိုဦးစားပေးလုပ်ကြသည် ရေခူပေါ်သည့်ရာသီရောက်လျင်တော့တောဝိုင်းမော်ဒေသတဝိုက်တွင် ရေခူများပေါ်လာလျာရေခူခတ်၍ရောင်းကြသည်တောဝိုင်းမော်တွင်ကျွန်တော်တို့တိမခန့်နိုင်လောက်အောင်ဖြစ်ရသော တဘာဝအနည်းငယ်နှစ်ခုမှာလေအစမပြတ်တိုက်ခြင်းနှင့်ဖြုတ်ပေါ်ခြင်းဖြစ်သည်ညနေ3နာရီခန့်ရောက်လာပြီဆိုရင် ဖြုတ်တွေကတစ်တောထဲမှထွက်လာကြသည်3နာရီမထုံးမီ ရေမြမြန်ချူထားရလေသည်ရွာလေးတွင်နေသည့်လူတွေကတော့သူဟာနှင့်သူ နေသားချနေလေသည်ဒဲနှင့်ကျဲလိုက်သလိုဖက်ပြေးလာကြသောဖြုတ်များ၏တံကို မခံနိုင်သဖြင့်ကျွန်တော်တို့ကတော့လှည့်ရဲစင်ပြေရသည်အံဩစရာကောင်းသည်မှာ ထုတ်ဖြုံများမှာရည်ထဲတွင်ကြောက်ချထားသောလှည်ထဲသို့လုံးဝရောက်မလာခြင်းဖြစ်သည်လှည်ထဲတွင်ခြင်အောင်မထောင်ပဲအိပ်၍ရလိမ့်သည်ကမ်းမော်ကလူတွေကတော့ခြင်အောင်ထဲဝင်သူကဝင်မိဘုံပတ်လည်းဖြင့်စကားပြောသူကပြောနေကြသည်တနေ့တော်မနက်ခင်းတွင်ကျွန်တော်တို့ဆက်လီမှလှည်သားများသည်လှည်သုံးအတွက်ဂျုံလေးဝတက်ပြီးပြူထင်းခုတ်ကြသည်ပြူဝင်သည်ပင်လယ်ထဲတွင်ပေါက်သောအပင်များနှင့်မိဆက်၍အကောင်းဆုံးအပင်ဖြစ်သည် ခုတ်ပြီးပြီးခြင်းပင်ဒီတိုင်းမိဆက်၍မိဆွဲသောအပင်ဖြစ်သည် ပြူးဝင်သည်အစိုးတိုင်းမိဆက်၍ရယုံမကမိယာကောင်းပြီးမိသွေးခဲကြံမြင်လဲအလွန်အရှိန်ပြင်းသောမာသောမိခဲအဖြစ်ကြံရစ်သည်ပြူးမိသွေးသည် အလွန်စေကောင်းသည်ပြူးဝင်ကိုခိုးရသည်မှာမာတော်လဲလွယ်ကူသည်ရည်ရဲတွင်ပေါက်သောအပင်ဖြစ်ပြီးအမြင့်တွေက တရှိတလျားထွက်နေလျာထိုအမြင့်များကို ခြေကုပ်ယူထားသော ပြူပင်ကိုခုတ်လဲလျက်၎င်းမြင့်များကို ဖြတ်ချလိုက်ုံသာဖြစ်သည် ရေတောင်မြင့်တစ်ခုတည်းဖြင့်အသက်ရှင်နေတော်လဲဒီတိုင်းမရက်တည်နိုင်သောပြူပင်မှာနဘေးအမြင့်များပြတ်တည်နှင့်လဲတော်သည်ကျွန်တော်တို့ဆက်လေတွင်ကံဝင်ကံကတ်လောက်ရန်အတွက်ခေါ်ထားသောဒေါ်ဟုခေါ်သည့်လေကလေးတစ်စီးရှိလျာထိုလေကလေးဖြင့်ကျွမ်းမွန်တက်ခါထင်းသွာခုတ်ကြခြင်းဖြစ်သည် ဂျမားရေးလဲရထင်းလဲအဆင်ပြေသည်ကျွမ်ပတ်လဲဝိုင်းထားသောအော့ပိုက်ထဲတွင်ကြောက်ချက်ထားသည့်ကျွန်တော်တို့လေသို့ညာဘက်ကျနှင်းလေအေးလေပြင်းများအဆက်မပြတ်တိုက်ခတ်နေရသည်ပိုး၍ဆိုးသည်ကနေလေနေကင်းတွင် ပူသလိုအေးသလိုရှိသောလေပြင်းများတိုက်ခြင်းဖြစ်သည်လီဒန်ခံရသောအခါဂူလုံးညောင်းသလိုကြိုက်သလိုဖြစ်လာသည်မအီမလဲဖြစ်သည်ထင်းခုတ်တော့လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကျုံလေးပါရှိ ရတောထဲတွင်မြောက်အုပ်ရှိကြောင်းကိုကျွန်တော်တို့လှီရောက်စားကပင်တွေ့ခဲ့ရသည် ရတောမြောက်အုပ်သည်ကျွန်းကိုပတ်၍သွားရင်ရှာဖွေစားတောက်နေထိုင်ကြလေရာယနေ့အထိကျွန်တော်တို့ဘက်သို့ပြန်မြောက်သေးပါတနပ်ပိုင်းတော့ကောင်းမယ်ကွာဒီရတောထဲမှာမြောက်တွေရှိတယ်ကွာမြောက်ပြစ်စားလို့ရတယ်ဒီကောင်တွေကကျွန်းပတ်သွားနေတာဒီကောင်တွေတပတ်ပတ်ပြီးပြန်လာတဲ့အချိန်ကိုစောင့်ပြီးပြစ်လို့ရတယ်ကွာ ရှစ်သားတွေနဲ့ပေါင်းပြီးပြစ်လို့ရရင်ကောင်းမယ်ကွာရက်တော်မြောက်သားကအလွန်ချိုဆိုပဲဘေးချိန်လာမယ်မှမသိတာကွာရှိတ်ကူးမြင်စမ်းမနဲ့ထင်းခုတ်စမ်းမလှီသုံးပူရင်ဗိတ်တက်ရောက်မယ်ကွာတို့ဖြင့်လှီသားများမှာပြူးပင်လှဲသူကလည်းဘိုင်းဖြတ်သူကဖြတ်လှီတို့တဲသူကတဲဖြင့်အလုရှုပ်နေကြလေသည်ဒန်းနလွန်သည်နှင့်အလွန်တူသော ပြူးသည်များပင်တီးနေကြလေပြီ။ ကျွန်တော်လဲလီဘော်တွင်ငောင်းဆင်းဆင်းဖြစ်နေသဖြင့်မိမွေးကညကမျှထားသောငါးများကိုဟင်းချက်ရန်ပြင်ဆင်သည်ဘိန်းဂျိုချက်ရန်အတွက်ကလဲဘဲချမ်းကိုအရင်ပြုတ်ထားနှင်လိုက်သည်တစ်ခေါက်တွင်ဦးတကြီးပါလိုက်လာပြီးထမင်းဟင်းချက်ရန်ပြင်ဆင်သည်ငါးဟင်းတော့ချက်ပြီးပြီဟင်းညုံကတော့ဦးတကြီးပဲချက်လိုက်တော့ဗျာရပါလေကွာငါလာချက်မှာပေါ့အလကားအပင်မန်းခံပြီးချက်နေရတယ်လို့ ြူထင်းလေးပူရအောင်လို့ငါလဲတက်လိုက်သွားတာပါကွာနေမွန်းတက်လာပြီဖြစ်၍လှေသားများနားကြကကမ်းမော်တက်၍ရီချိုးကြလေသည်လှေထဲတွင် ကျွန်တော်နှင့်ဦးသကြီးနှစ်ယောက်သာခြံရင်ခဲ့သည်ကျွန်တော်လဲပြင်းပြင်းရှိသဖြင့်မှန်မြောက်တစ်ခုဖြင့်ကျွန်ပတ်လေကိုလိုက်ချနေမိသည်မတိအနောက်ကန်ကိုမှုံမှုံဝါးဝါးသာမြင်ရတော့လေအရှိကန်းကအင်္ဂလီနည်းနည်းကိုတော့ကောင်းစွာမြင်ရလေသည် ကျွမော်ရင်ရေချွတ်နေသောကျွန်တော်လေသားများကိုလည်းကြည့်သည်ကြည်လင်လာသောကြီးအောင်မငါးကလေးများကုခတ်သွားလာနေကြသည်ကိုလည်းအေးအေးလူလူကြည့်နေမိသည်ငါးကလေးများကိုကြည့်နေရမှကျုံလေးပေါ်သို့လှမ်းကြည့်လိုက်ရာခက်လန်းလန်းမှရက်တော်များအုပ်လာနေသည်ကိုကျွန်တော်တွေ့လိုက်ရသည်အကောင်ကြီးကခုနှစ်ကောင်ရှိပြီး အကောင်ကလေးကလေးကောင်ပါသည်အကောင်ကလေးတွေက ရှေ့ဆုံးမှပြေးလွှားလာနေသည် အကောင်ကြီးတွေကတော့ ကန်ဆာတလျှောက်အစာရနိုင်မည့်နေရာကိုကြည့်၍လာလေသည်ကျွန်တော်လဲသူတို့ကိုညက်တောင်မခတ်တန်းကြည့်နေလိုက်သည်ခဏကြာတွင်ဒီတက်လာသဖြင့်လှေလေသွားလေရာသူတို့ကိုအနီးကပ်မြင်လိုက်ရတော့သည်သူတို့ကသူတို့နှပိမဖြတ်သွားသောလှေပဲ့ပိုင်းကိုကြည့်ကားကြောင်းနေကြသည်ပြီးနောက်ဆက်၍လျှောက်သွားကြသည်တကောင်ကတော့ချုံမုတ်ထဲသို့အာယုံရောက်နေသဖြင့်ကွဲ၍ကြံရစ်ခဲ့သည်ကြံကောင်များမှာ ကန်းဆက်တွင် တွေ့သည်မရှားလို့ရတာအကုံကောက်စာကျုံကန်းဆက်တိုင်းရှောက်သွားနေကြသည်ကျွန်တော်လဲကျန်းကြီးနေခဲ့သောရတောမြောက်ကိုမျက်ချင်မပြတ်ကြည့်ရှုကဲခတ်နေသည်ရတောမြောက်သည်တစ်ပင်ချုံလေးနှပေးတွင်ရက်ခါတွင်းတစ်ခုကိုကြည့်နေသည်ကနန်းတွင် ဖြစ်ပုံရသည်ရတောမြောက်တွင်ကနန်းဖတ်မုံကိုလက်တွေ့မြင်ရတော့မြင်ဖြစ်ရာမှန်မြောင်းကိုမျက်လုံးမှမခွာဘဲကြည့်နေလိုက်မိသည် ဏကြာတွင်သူ့အမိကိုကနန်းတွင်းထဲသို့တဖြည်းဖြည်းချင်းထိုးသွင်းလိုက်သည်ကနန်းတွင်းအဝတွင်အတန်ကြာအောင်ငြိမ်၍ထိုင်းနေလေသည်ကျွန်တော်သည်ရတော်မြောက်မျက်နှာကိုအသေးချာကြည့်နေသည်သူသည်မျက်လုံးလေးကိုဆင်း၍ထားကာငြိမ်နေသည်ခဏကြာတွင်နှာခမ်းကလေးမဲ့သွားပြီးခေါင်းလင်းတွန့်ငနဲ့ဖြစ်သွားလေသည်အန်ချိတ်သာသည့်သွားတဆုံလဲထွက်လာသည်ပြီးနောက် ဖြည်းဖြည်းချင်းထရက်သည် သူ့အမိကို တွင်းထဲမှဖြည်းဖြည်းချင်းဆွဲနှုတ်သည်ခက်မြန်မြန်ကလေးတစ်ချက်ဆွဲနှုတ်လိုက်ချိန်၌သူ့တကိုယ်လုံးတုံးသွားကပါဇက်လဲဟသွားသည်နီးရတကိုင်းကိုလည်းလှမ်းကင်လိုက်သည်ရတော်မြောက်သည် အတော်ကလေးနာသွားဟန်ရှိပြီးငြိမ်၍နေလိုက်သည်ကို တွေ့ရသည် သူ့မျက်နှာကို အသေးချာကြည့်လိုက်တော့မှအန်ကျိတ်ထားရင်မှမျက်ရည်များစိကျလာနေသည်ကို တွေ့လိုက်ရသည် ကနန်းဟူသည့်တတဝါဤသဘောမှာလှုပ်လှုပ်ရှားရှားလှုပ်လေပူ၍ညှက်လေဖြစ်လျာရတောမြောက်သည်ကနန်း၏သဘောကိုလိုက်ရော၍မလှုပ်မရှားနေသည်မျက်ရည်တွေကတော့ယူစီးကျနေစေရှိလေသည်ခဏမြငြိမ်သက်ပြီးနောက်သူ့အမိကို တွင်းထဲမှခုံ၍ဆွဲနှုတ်လိုက်သည် အမိပြားတွင်ကနန်းနှကောင်တွယ်လောင်းပါလာလေသည်သူ့အမိကိုကန်၍ကနန်းပြုတ်ကြအောင် ြူးပင်နဲ့ရိုက်လိုက်ရာကနန်းကကြံလက်မတစ်ဖက်ဖြင့်ညှက်ရန်ကြိုးစားသည်သူမနာတိုင်းရိုက်နေတော့လဲနာသည့်ဝေဒနာကြောင့်ရိုက်ချက်ကမမှန်ပဲဖြစ်နေသည်တချီတွင်တော့ကနန်းကသူ့လက်မတစ်ဖက်ကိုဖြုတ်ထားခဲ့ကထွက်ပြေးရန်ကြိုးစားသည်ရတောမြောက်သည်ခုံအုပ်၍ဖမ်းသည်သူ့လက်တစ်ဖက်ကိုကနန်းကကြံလက်မတစ်ဖက်ဖြင့်ညှက်လိုက်လျာသူ ခုံဆွခုံဆွဖြစ်သွားပြန်သည် ကနန်းလက်မညှက်ထားသောလက်ကူပြူးဝင်နှင်လှဲ၍ရိုက်ခါကနန်းလက်မပြုတ်အောင်လုပ်သည်ချက်ကောင်းကိုထိသဖြင့်ကနန်းလက်မဖြုတ်ထွက်သွားခါကနန်းကထွက်ပြေးသွားပြန်လေသည်သူသည်လှင်မြန်စွာခုန်၍ကနန်းကိုလိုက်ဖမ်းလေသည် ကနန်းကိုမိသောအခါပြူးဝင်နှင်ရိုက်တတ်လိုက်သည် ရှွမောပြစ်ချလိုက်ပြီးမှသူ့လက်နှင့်သူ့အမိတွင်ညက်ချန်နေသောလက်မနှစ်ခုကိုဖြုတ်သည်ကျွန်တော်သည် အနာခံ၍မျက်ရည်နှင့်ရင်ငါဖန်ခဲ့ရသောကနန်းအားရတ်တော်မြောက်ညီတို့ညီပုံ အောင်မွဲခံစားမိကိုကြည်နေမိသည်ထိုစဉ်တွင်ပြုဝင်မော်တွင်နားနေသောတိတ်ငှက်တကောင်သည်ရုတ်တရက်ထိုးဆင်းလာပြီးကနန်းကောင်အားခြေနှစ်ဖက်ဖြင့်ကုတ်ချီသွားလျာရတ်တော်မြောက်ကလန့်ခုံ၍ဖမ်းတော်လဲမမိတော့ပေမတိအရှိချွန်ဘတ်သူပြန်သွားသောတိတ်ငှက်ကိုကြည်ရင်ရတ်တော်မြောက်မချစ်တင်ခဲ့ ကြံရစ်ခဲ့သည်ယနေ့သည် April 1998ကျွန်တော်ဖတ်ပြပေးတာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ရှာစုပါတိုင်းရဲ့ချင်းသားကိုက်မတ်မဲများဝိထုလူစုကဝိထုတွေကိုထပ်မံနားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ The Reader audiobook channel လေးကို subscribe လုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့ဩခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ။